ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်ဇွန်လ30ရက်နေ့ရဲ့ညာခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်ပြည်သူပေါင်းကိုတော်လိုင်းညာချမ်းပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာဒီကနေ့ညာခင်းမှာထူးထူးခြားခြားနားဆင်ရမယ့်သတင်းတွေကတော့စင်ကူးမြို့ပေါ်မှာရှိတဲ့ကြံ့ဖို့ပါတီရုံးကိုအကြမ်းဖက်ဆက်ရှုံးကောက်စည်းတက်ကလေရင်နဲ့ဘုံကျဲပြီးတော့ဖျက်ဆီးလိုက်ပါတယ် AAC မှာစစ်တနတ်တက်မဲ့လူငယ်တွေကိုမြေပုံဒေသခံတွေကရခိုင်မင်္ဂလာစီတီးပြီးတော့လိုက်ပါဖို့ဆောင်ကြပါတယ်ခင်ဗျာ အေးလက်ထက်ကိုကြောက်ဖြူမကြအောင်ဆက်ရှုံးကောင်စီတပ်ကကြီးရည်လေးပူးပေါင်းပြီးတော့ခုခံနေရပါတယ်။စကိုင်းတိုင်းတွေကတိုက်ပွဲမှာတော့ဆက်ရှုံးကောင်စီတပ်သား6ဦးသေဆုံးပြီးဆက်ရှုံးကောင်စီတပ်ကပြည်သူပိုင်းနေအိမ်တွေကိုမိရှို့ဖျက်ဆီးနေကြပါတယ်။ပအုပ် PNO ပါတီခေါင်းဆောင်တချို့ Community Party နဲ့တွေ့ဖို့တရုတ်ကိုသွားတယ်လို့သိရပါတယ်ခင်ဗျာ။ဒီသတင်းတွေနဲ့ဒုဒီကနေ့ညပိုင်းရဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုနားဆင်ရမှာပါခင်ဗျာ။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့မန္တလေးတိုင်းစင်ကူးမြို့ပေါ်မှာရှိတဲ့ ကျန်းဖော့ပါတီယုံကိုအကြမ်းဖက်ဆွေးရှုံးကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းပြည်ဦးလွင်ခရိုင်ပကဖတာဝန်ရှိသူတို့ကပြောပြပါရတယ်။ဇွန်လ29ရက်နေ့ည7:00နာရီချိန်လောက်မှာစင်ကူးမြို့ပေါ်မှာရှိတဲ့ကျန်းဖော့ပါတီယုံကိုအကြမ်းဖက်ဆွေးရှုံးကောင်စီတပ်ရဲ့တရာဥလီတက်ကနေတက်လာတဲ့ MG 29 Jet Fighter တစ်စီးနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။အကြမ်းမဆက်ရှုံးကောက်စီတက်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာချမ်ဖော့ပါတီယုံအဆောက်အုံထိမှန်ပျက်စီးခဲ့ပြီးပြည်သူတွေတော့အထိခိုက်မရှိဘူးလို့သိရပါပါတယ်ခင်ဗျာ။ ဂျမစချုံကောင်စီတက်ကဒီစင်ကူးမျိုးပေါ်ကြံ့ဖို့ပါတီယုံကိုဒီစချုံကောင်စီတက်ရဲ့တရဟူးလီတက်ကတက်လာတဲ့ MG 29 Jet Fighter တစ်စီးနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတာပါကြံ့ဖို့ပါတီအဆောက်အုံတစ်ခုထိမှန်ပျက်စီးပြီးပြည်သူထိခိုက်မရှိပါဘူးဆိုပြီးပြင်းလွင်ခရိုင်ပါကဖတာဝန်ရှိသူကဖြစ်စဉ်ချင်းတွေကိုရှင်းပြပါသွားတယ်ပြည်သူတွေအနေနဲ့ဂျမစချုံကောင်စီတက်နဲ့ဝေးရမှာနေထိုင်ကြဖို့နဲ့လေကြောင်းရန်ကာကွယ်နိုင်ဖို့အတွက်ဘုံကိုချင်းတွေတူဖော်ကြဖို့ပြင်းလွင်ခရိုင်ပါကဖကအတိပေးနှိုးဆော်ထားပါတယ်ခင်ဗျာ ချက်ဖတ်စစ်ရှုံးကောင်စီတက်ကတော့ချက်ဖတ်ပါတီယုံကိုဘုံကျဲပြီးတော့ဖျက်ဆီးလိုက်ပါတယ်ဘလို့မျိုးဓာတ်ရိုက်ဓာတ်ဆင်တွေလုပ်နေရလဲတော့မသိရပါဘူးနောက်ထပ်သတင်းကတော့အရက်ကတက်တော့အေအေထံကိုစစ်တပ်နဲ့တက်ဖို့သွားတဲ့လူငယ်တွေကိုရခိုင်ပြည်မြေပုံမြို့နယ်ဒေသခံတွေကရခိုင်မင်္ဂလာစီတော်တီးပြီးတော့လိုက်ပါပို့ဆောင်ကြောင်းသိရှိရပါတယ်ခင်ဗျာမြေပုံမြို့နယ်မှာရှိတဲ့ဝင်းလံခေါင်ပြားတဲ့ဒေသကျေးရွာတွေကနေအေအေထံမှာ စစ်တနန်းတက်ရောက်ဖို့လာကြတဲ့ရာနဲ့ချီတဲ့လူငယ်တွေကိုဒေသခံလူကြီးလူငယ်အမျိုးသမီးအမျိုးသားတွေကဝမ်းသာအားရနဲ့ကြိုဆိုပြီးရခိုင်မင်္ဂလာစီတော်တီးပြီးတော့တောင်းတောင်းဖြဖြလိုင်လံပို့ဆောင်ပေးကြတယ်လို့မြေပုံဒေသခံအမျိုးသမီးငယ်တဦးကပြောပြပါတယ်ခင်ဗျာဒီလူငယ်တွေကဝေးလံခေါင်ပြတဲ့ဒေသတွေကနေလာကြတာမိုးရသည်မှာတောင်ခက်ခက်ခဲခဲလာကြတဲ့သူတွေကိုကျမတို့အနေနဲ့ပြည်သူတယောက်အနေနဲ့လှိုက်လှိုက်လဲလဲကြိုဆိုပါတယ်ဆိုပြီးတော့ပြောဆိုခဲ့ပါတယ် အေဟာမြို့သားကာကွယ်ဆိုင်ရာရေးပေါ်ပြဋ္ဌာန်းချက် NDEP ကိုပြီးခဲ့တဲ့မေလအတွင်းကထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာအဲဒါကပြည်သူလူထုတရက်လုံးပါဝင်ခြင်းအဖြစ်အမျိုးသားကာကွယ်ရေးတာဝန်တွေကိုပြီးဝစွာထမ်းဆောင်နိုင်ဖို့တမျိုးသားလုံးတက်ကြွစွာပါဝင်ခြင်းဖြင့်အရက်ခတိုင်းပြည်ရဲ့ချုပ်ချာအာဏာနဲ့နေမြေတည်တံ့ခိုင်မြဲရေးကိုထိန်းသိမ်းကာကွယ်နိုင်ဖို့အရက်ခတိုင်းပြည်ရဲ့ပြည်တွင်းပြည်ပအနေရရရက်ကိုကာကွယ်တားဆီးခြင်းအဖြစ်အရက်ခဒေသနေလူမျိုးဘာသာတိုင်း စီစီလုံးလုံးချစ်ချစ်ခင်ခင်နဲ့အမျိုးသားကာကွယ်ရေးစနစ်တစ်ခုကိုထူထောင်နိုင်ဖို့နဲ့အာရခတိုင်းပြည်ရဲ့ချုပ်ချာအနာပိုင်ဆိုင်မှုကိုထိမ့်သိမ့်မြင့်နေရမှာနိုင်ငံသားတိုင်းတူညီနဲ့တာဝန်နဲ့အခွင့်အရေးတွေကိုခံစားခွင့်ရရှိစေဖို့အတွက်ရည်ရွယ်ချက်၄ရက်နဲ့ထုတ်ပြန်ခဲ့တာလို့သိရပါပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့တရုတ်စီမံကိန်းများစွာရှိတဲ့ရခိုင်ပြည်နယ်ကကြောက်ဖြူမြို့မကြအောင်အကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ကကြီးရည်လေးပူးပေါင်းပြီးတော့ခုခံစစ်ဆင်နွှဲနေရပါတယ် တိုက်ပွဲသတင်းအကြောင်းအရာပြည်စုံကိုကြည့်အောင်ပါခင်ဗျာဒီရုပ်စီမံကိန်းအနေနဲ့ဂျိုးစီပွားတွေကိုကာကွယ်မဲလို့စစ်ရှုံးကောင်စီကပြောထားချိန်မှာပဲစစ်တပ်ကလည်းမြန်မာမှာရန်နယ်တဲ့သဘောထားတံခွေပါဝင်တရုတ်ရဲ့စီမံကိန်းကြီးတွေရှိရာရခိုင်ပြည်နယ်တဲကကြောက်ဖြူမြို့နယ်ကိုအရက်ခတက်တော့အေအေလက်ထက်မကြရောက်အောင်ခုခံနေရပါတယ်ဒီရုပ်စီမံကိန်းတွေရှိရာကြောက်ဖြူမှာစစ်ရှုံးကောင်စီတပ်ကအေအေကိုအင်အားအလုံးရင်းနဲ့ပြန်ပြီးတော့တိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေပါတယ်ခင်ဗျာစီရင်အရင်မြစ် ြောဆိုချက်အရစစ်တပ်ဟာကြီးကျောင်းမှာအင်အားရာချီတဲ့စစ်ကြောင်းသုံးနာရေတက်နဲ့စစ်အင်အားဖြစ်တင်းတာလေတက်ကနေလည်းပြစ်ကူပြုတ်လောက်တာတွေဇက်တိုက်ပြုတ်လုံနေတယ်လို့သိရပါဗျ။စစ်တပ်ဟာကြောက်ဖြူတိုက်ပွဲအတွက်မန်အောင်ကနေရေကြောင်းနဲ့အင်အားဖြစ်နေပါတယ်ခင်ဗျာ။လက်ရှိမှာတော့ကြောက်ဖြူမြို့နယ်ထဲမှာအခြေစိုက်ထားတဲ့အမှတ်30နှစ်ရေတက်ရင်ကာကင်းစခန်းတွေနဲ့ဒညဝရီရေတက်စခန်းကာကင်းစခန်းတွေကိုလက်မလွတ်စေရဖို့စစ်ရှုံးကောင်စီတပ်ကခုခံနေပါတယ်။အေအေကလည်းအဲ့ဒီစခန်းတွေအထိ ချင်းကပ်နိုင်ဖို့အတွက်တိုက်ခိုက်နေပါတယ်ခင်ဗျာရေတရင်32ရဲ့ကာကင်းစခန်းဖြစ်တဲ့ပြိုင်းစစ်ကီစခန်းကိုဂျွန်လာတတိယဘက်မှာ AA ကသိမ့်ပိုက်ထားနိုင်ပေမဲ့ဂျွန်လာ25ဝင်းကျင်မှာပဲဆက်ရှုံးကောင်စီတပ်ကတံပြန်ထိုးစစ်ဆင်လာလို့တိုက်ပွဲတွေပြင်းထန်နေတာပါပြိုင်းစစ်ကီဟာကြောက်ဖြူမျိုးနဲ့ AA သိမ့်ထားတဲ့ရန်ပြဲမျိုးကိုဆက်သွဲထားတဲ့ကြောက်ဖြူရန်ပြဲကားလမ်းမပေါ်မှာရှိပြီးကြောက်ဖြူထူးစီဝါဇုံအေရိယာနီးမှာလည်းရှိနေပါတယ် ဒီတော့တွင်မှာပဲအေအေဟာစစ်ရှုံးကောင်စီတပ်ရဲ့နောက်ထပ်ကာကွယ်စခန်းဖြစ်တဲ့တောင်ရှိတောင်ကိုတိုက်ခိုက်ခဲ့ပြီးရဲတပ်ရင်30နှစ်အထိချင်းကပ်နိုင်အောင်ကြိုးစားနေတယ်လို့စစ်ရေးသတင်းမြစ်ကပြောဆိုပါတယ်။တညောင်ရီရဲတပ်ဌာနချုပ်ကိုဦးတည်တဲ့တစ်ပုတ်တောင်လမ်းခွဲအမှတ်943ချင်းမြန်တရင်ရှိတဲ့ဂုံချွင်ရွာမှာလည်းတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်။ဒါတွေမှာပဲတညောင်ရီရဲတပ်ဌာနချုပ်ရဲ့ကာကင်းဖြစ်တဲ့ကက်တပြေကိုလည်းအေအေကသိမ်းပိုက်နိုင်ဖို့တိုက်ပွဲတွေပေါ်ဆောင်နေပါတယ်ခင်ဗျာ။ စစ်ကြောကောင်စီကဒီနေရာတွေနဲ့လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့တပ်စခန်းတွေကိုလက်မလွတ်စေရဖို့နဲ့ပြည်စည်ကေကာကင်းစခန်းကိုပြန်ရဖို့အရေးဂျွန်လာတက်တရဘက်ကစပြီးတော့ထိုးစစ်ပြန်ဆင်လာတာဖြစ်တယ်လို့စစ်ရေးသတင်းမြစ်ကရှင်းပြပါတယ်စစ်မှုထမ်းတွေကိုစစ်တွေကနေတဆင့်ပို့လာတာစစ်တွေကိုကြတော့ခီးတက်တင်းလေရင်နေနဲ့တခြားဒေသကစစ်အင်အားတွေခေါ်လာတယ်သူတို့ဘက်ကစစ်မျက်နှာပြန်ဖွင့်လာလို့ပြောလို့ရတယ်အခုလဲမန်အောင်ကနေစစ်အင်အားတွေထပ်ပြီးတော့ပို့နေတယ်လို့စစ်ရေးသတင်းမြစ်ကအချင်းတွေကို ုံးသက်ပြီးတော့ရှင်းပြပါရခင်ဗျာပြီးခဲ့တဲ့ဂျွန်လာ25ရက်နေ့မှာမအောင်မျိုးကနေစစ်ကူအင်အားတွေကိုစစ်သည်မောင်းနဲ့တယ်လာပြီးညောင်ရီရေတပ်စခန်းနဲ့32ရဲတပ်ရင်းကိုခွဲပြီးတော့ပို့နေတာလည်းဖြစ်ပါတယ်လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့နေရာတွေကိုစစ်ရှုံးကောင်စီလေရင်6စီးနဲ့သာမကဒရုန်းပေါင်းရာနဲ့ချီပြီးတော့တိုက်ခိုက်နေတာဖြစ်တယ်လို့လည်းသိရပါတယ်စစ်ရှုံးကောင်စီထောက်ခံတဲ့ Telegram Channel တွေမှာလည်းဒရုန်းနဲ့တိုက်ခိုက်တဲ့ရုပ်သံတွေကိုထုတ်ပြန်ထားပြီးအေအေတပ်ဖွဲ့ဝင်တွေအသေဆုံးများတယ်ဆိုပြီးတော့ရေးသားနေကြတာကိုလည်းတွေ့မြင်ရပါတယ်ခင်ဗျာ ကျောက်ပြမြို့နယ်ပြိုင်းစစ်ကေတိုက်ပွဲကနေစစ်ရှုံးအောင်စီတပ်ဖွဲ့ဝင်တွေဖမ်းဆီးခံရတဲ့ရုပ်သံတွေလည်းထွက်ပေါ်နေတာကိုတွေ့မြင်ရပါတယ်။ပြိုင်းစစ်ကေစခန်းကနေတပ်ဖွဲ့ဝင်ဦးရေ160ဝန်းကျင်ကိုအရှင်ဖမ်းမိတာအပါအဝင်ကျောက်ပြမြို့နယ်တဲကနေအေးအေးသိမ့်ပိုက်နိုင်တဲ့စစ်စခန်းတွေကစစ်တုံးမတ်နဲ့လက်နက်ချပူးပေါင်းသူရာနဲ့ချီပြီးတော့ရှိနေတယ်လို့စစ်ရေးသတင်းမြစ်ကပြောဆိုပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါစကိုင်းတိုင်းထဲမှာလည်းဂျမ်ဖတ်ဆက်ရှုံးကောင်စီတပ်သားတွေအတင်းများနေတဲ့အနေအထားကိုဆက်ပြီးတော့ကြည့်အောင်ပါခင်ဗျာ။ စကိုင်းနိုင်ငံကမလူမျိုးနယ်ဇီးကုံမျိုးအနီးမှာဆစ်ရှုံးကော်စီတပ်သား6ဦးပြစ်ဒဏ်ခံရပြီးဆစ်ရှုံးကော်စီစစ်တပ်ကပြည်သူ့နေအိမ်တွေကိုမိရှုဖျက်ဆီးနေတယ်လို့ထန်းကုန်းတိုင်းနယ်ပတ်ကဖတာဝန်ခံကိုငယ်ကပြောပါရခင်ဗျာဒီကနေ့ဂျွန်လ30ရက်နေ့မနေ့6နိုင်ခွဲချိန်လောက်မှာကမ်ပလူမြို့နယ်မူးစုံကင်းစခန်းကဆစ်ရှုံးကော်စီတပ်သား6ဦးဟာဇီးကုံရဲစခန်းဘက်ကိုဆိုင်ငင်နဲ့ထွက်လာတဲ့အချိန်စခန်းနဲ့မီတာ1500กว่าမှာတော်လန်ရေးတပ်ဖွဲ့တွေကစောင့်ကြည့်ပြီးတော့တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ် အဲ့ဒီတိုက်ခိုက်မှုတွင်မှာဂျမတ်ဆက်ရှုံးကောင်စီတပ်သား6ဦးသေဆုံးပြီးလက်နက်ကြီးပစ်ကူစစ်ကူတွေအလုံးရင်ရောက်ရှိလာတာကြောင့်လက်နက်ကောက်ယူနိုင်တာမရှိဘဲတော်လိုင်းရဲရဲဘော်တွေပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။မူးဆောင်ကင်းအထိုင်စခန်းကနေဇီးကုံရဲကင်းဘက်ကူကဆိုင်ကယ်3စီးနဲ့ထွက်လာတဲ့ဆက်ရှုံးကောင်စီတပ်ဖွဲ့ဝင်6ဦးကိုကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့တွေကဝန်ရောက်ပစ်ခတ်ခဲ့တာ။လက်နက်ပစ်တံကြားပြီးတော့ဒီဇီးကုံအထိုင်စခန်းနဲ့မူးဆောင်အထိုင်စခန်းကပါလက်နက်ကြီးတွေလက်နက်ငယ်တွေပစ်ကူပြီးတော့အင်အားအလုံးရင်းနဲ့ကျွန်တော်တို့ရှိရာကိုစစ်ကူလာကြတယ်။အဲဒါကြောင့် လက်နက်တောင်မကောက်နိုင်ခဲ့ဘူးဆိုပြီးထန်းကုန်းတိုက်နယ်ပကဘတောင်ခံကိုငယ်ကတိုက်ပွဲဖြစ်စဉ်သိစိတ်ကိုရှင်းပြပါရခင်ဗျာဒီကနေ့ညခင်းရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့တရုတ်ကွန်မြူနစ်ပါတီဖိတ်ခေါ်ချက်ကြောင့်ပအိုမျိုးသားဖွဲ့ချုပ် PNO ပါတီကခေါင်းဆောင်တချို့တရုတ်နိုင်ငံကိုဒီကနေ့ထွက်ခွာသွားတယ်လို့ပါတီကထုတ်ပြန်လာပါတယ် PNO ပါတီတွင်းမှု1ခွန်တန်းထူဘိုးကော်မတီဝင်ခွန်ဆန်းဦးခေါအောင်နိုင်နဲ့စင်မိုင်းလာတန်းတို့တရုတ်ကွန်မြူနစ်ပါတီနဲ့တွေ့ဆုံမှာဖြစ်တယ်လို့သိရပါတယ် မြန်မာကနိုင်ငံရေးပါတီအကြီးတချို့ရဲ့ခေါင်းဆောင်တွေဟာစစ်ရှုံးကောင်စီတက်တဲ့ဆက်ဆံရေးကောင်းတဲ့နိုင်ငံတွေကိုမေလာထဲမှာတွားရောက်ခဲ့တာတွေရှိပါတယ်။စစ်ခေါင်းဆောင်ကျင်းပမယ်လို့ပြောထားတဲ့ရွေးကောက်ပွဲဝင်မှုခြေလှမ်းပြင်နေကြတဲ့ပြည်တော်စုကြံ့ခိုင်ဝင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီပြည်သူ့ရှင်ဆောင်ပါတီဥက္ကဋ္ဌတွေဟာဘယ်လာရုစ်နဲ့တရုတ်နိုင်ငံတွေစီမေလာတွင်မှာပြည်ပခီးစဉ်တွေတွားရှိထားတာဖြစ်ပါတယ်။ဥခင်ကြီးဥဆောင်တဲ့ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်ဖွဲ့တွေဟာဘယ်လာရုစ်နိုင်ငံ ဘယ်လာရုစ်ပါတီကဖိတ်ထားကြောင်းမေ15ရက်နေ့ကနေ18ရက်အထိတွားရောက်ခဲ့တာလည်းဖြစ်ပါတယ်ပြည်သူ့ရှင်းတော်ပါတီပြည်သူ့လုံးဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ကလည်းပြည်ကွန်မြူနတီပါတီရဲ့ဖိတ်ကြားမှုကြောင့်မေလ20ရက်နေ့ကစတင်ပြီးတရုတ်နိုင်ငံကိုတပတ်ကြာခီးစဉ်တွားရောက်ခဲ့တာရှိပါတယ်အခုတရုတ်ကိုတွားရောက်တဲ့ဗဟုအမျိုးသားဖွဲ့ချုပ် PNO ဟာစစ်ကြောင်းကောင်စီတက်တဲ့မဟာမိတ်ဖြစ်ပြီး2023ခုနှစ်တုန်းကစစ်ရှုံးကောင်စီပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှနိုင်ငံရေးပါတီအဖြစ်နဲ့ပြန်လည်ပြီးတော့ရှောက်ထားခဲ့တာမှတ်ပုံတင်ခွင့် ရရှိထားတာလည်းဖြစ်ပါတယ်2010နဲ့2015ရွေးကောက်ပွဲတွေမှာတော့ပိုးမျိုးသားဖွဲ့ချုပ် PNU ဟာပိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာပဲဝင်ပြိုင်ခဲ့တာဖြစ်ပါတယ် PNU ဟာအဲ့ဒီရွေးကောက်ပွဲနှစ်ကြိမ်လုံးမှာပိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာအနိုင်ရရှိခဲ့ပါတယ်2020ရွေးကောက်ပွဲမှာတော့ PNU ဟာကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအပြင်ဒီရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ဘူကိုတိုင်းဒေသကပအိုးတိုင်းသားတွေအများစုရှိတဲ့ဒေသမှာဝင်ရောက်ရှင်ပြိုင်ပြီးတော့ရွေးချယ်ခံခဲ့ပါတယ်ခင်ဗျာ။ ဂျွန်လ30ရက်နေ့ရဲ့ညခင်းသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှဖျားချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုးလက်အောက်ကနေအများဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့အတူကျွန်တော်တို့မနေ့ဖြန်မနေ့ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ that keep the sea say just what I'll do me chose a chance on me parody on so to a that we be said me how he goes he tell you at me sana to me be ma how I let me yeah you do it up be be that the desani yeah do ana you me chemo me can me yeah you know that sweat can you ယုံကြည်သည်ဘာမတိဒီလိုငါမွေးတဲ့အောင်စစ်သည်လိုက်ဝဲလိုက်လေလိုက်ခိုင်းနိုင်ရမည်ငါတို့အားကိုငါတို့မြေယုံကြည်ကိုစီလက်သက်ပေးကြတရေကောင်းပေါင်းလို့သည်တမိုင်းကျူပေးစက်ပေးကြကတိပြုသင်စာသည်ဒီလိုလူလူအပေါင်းဤစံစားပြရမည် 나에게 너무 죽시자니 Yeah. စိတ်သက်သာအထူးကြီးကြိုးစားပြတော်မီဖရရပြည်တော်စုအတွက်အသက်သွေးပေးဆက်မီတာဝန်ကိုစီထဲရကြမီစာရာကူကြီးပေးမှာတာဝရလက်တွေ့နီရဲ့ရည်သွေးတော်ပြီးပြီးတတိသက်သာကြီးရန်သူအားနာယူမြခြေမုံမြင့်ခြင်းမြန်ချင်းရတဲ့ဆွဲဖြစ်စီကြီး ယုံကြည်သည်ဘာမတိဒီလူကမွေးတဲ့အောင်စင်သည်တိုင်ဝဲတိုင်းလေတိုက်ခိုင်နိုင်ရမည်ငါတို့အားကိုငါတို့မြေယုံကြည်ယုံကြည်သည်ဘာမတိ ella te llego mano di a mai che pensa te già che tribute sa ti ti lu bau ti sanda che ya mi mai che no go tu se già mi hey